အားလုံးပဲမင်္ဂလာပါ အန်ဇက်အင်တာတိန်းမန့်ကနေကြိုဆိုလိုက်ပါတယ်ပရလောကနဲ့ဆိုင်တဲ့ကိုတွေ့ဖြစ်အမှန်ဇလန်းနဲ့အခြားသောပရလောကနဲ့ဝိညာဉ်များဆိုင်ရာအကြောင်းအရာများကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင် like and follow လေးလုပ်ပြီးခဲ့ကြပါဦးเนาะကဲဆက်လိုက်အောင် မြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ပိုင်းတိန်လာကျေးရွာ မနက်ခင်းမြူတွေနဲ့နေရန်ဖုံးလွှမ်းနေပါတယ်။ကျေးရွာရဲ့အစွန်းကြောက်ဆောင်တစ်ခုပေါ်ကနှကွန်းဟာနှစ်ပေါင်းရာချီတည်တန်းရှိပြီဖြစ်လို့ရာသူရွာသားတိုင်းကဒီနှကွန်းကိုကျေးရွာရဲ့ကာကွယ်သူစောက်ရှောက်သောနဖျားအဖြစ်ကြီးညူလေးစားကြပါတယ်။နှကွန်းရှိမှဆန်စစ်တည်တီးတူးတွေကပ်ပြီးပူဇော်လေးရှိကြပါတယ်။ ဒီလိုနဲ့ကြေးရွာကိုခရီးသွားအဖွဲ့လေးတစ်ဖွဲ့ရောက်လာခဲ့ပါတယ်။မြို့ကနေဓပုံကောင်းကောင်းရှာဖို့စွန်စားကန်းရှာဖို့လာကြတယ်။လူငယ်လေးလေးယောက်ဟာကြေးရွာရဲ့တဘာဝအလှကိုမြေပုံဆွဲပြီးလေ့လာရင်းသူတို့ဟာနှကုန်းကိုတွေ့ပြီးစိတ်ဝင်စားသွားကြပါတယ်။ခိတ်ကောင်ဒီကြောက်တုံးကြီးတွေကြည့်ကွာရှင်းအောင်ပစ္စည်းတွေရှိမှာပဲ။အဖွဲ့တွေကတယောက်ကပြောလိုက်ပါတယ်။ရွာသူကြီးကသတိပေးတယ်။ကလေးတို့ရေ ဒါကကြေးလက်ဒီသားရဲ့ကာကွယ်တဲ့နှကုံးမှာဘလို့မှမထိရဘူးနော်ဘာမှမယူဖို့လဲတောင်းပန်ပါတယ်ခွဲဒါပေမဲ့ရာသူကြီးရဲ့စကားကိုသူတို့အဖွဲ့ကလုံးဝနားမဝင်ခဲ့ဘူးညဘက်မှာတောင်းရင်းစားရင်းဖွဲ့တွေကတယောက်ကငါတို့နှကုံးကကြောက်တုံးတုံးခိုးယူကြရအောင်ကွာလူပြန်ရောက်ရင် ရှားပါပစ္စည်းလိုပြောပြီးဂုံယူကြမယ်ကွာအဖွဲ့ထဲမှာပါလာတဲ့မိန်းကလေးတူကကန့်ကွက်ပေးမယ် အခြားသူတွေကအဲ့အကြံထောက်ခံကြတယ်ဒါနဲ့ပဲညနေခင်းနေဝင်ချိန်တွေသူတို့လေးယောက်ဟာဓာရီစောက်တွေနဲ့နှကုန်းစီကိုချောင်းမြောင်းသွားကြတယ်နှကုန်းရဲ့ဝင်ပေါက်နားကကြောက်စာတိုင်လေးတိုင်ကိုထုယူကြပါတော့တယ်အဲ့ဒီအခိုက်တက်မှာပဲလေးတွေတိုက်လာရုတ်တရက်မိုးချိုးပြစ်သလိုကြက်သိန်းထားသေးတဲ့အတန်ကြီးကလည်းအင်းလာနှကုန်းထဲမှာမိโกမီလီယံတွေ ထွက်လာခဲ့သလိုလိုမိန်းကလေးတကူက ွားကြရအောင်နှက်ကဒေါသကြီးနေပြီလို့စိုးရိမ်စိတ်နဲ့ပြောပြီးလှည့်ပြေးခဲ့ကြတာပေါ့ညနေချိန်တဲထဲမှာလေးယောက်အိတ်နေကြတယ်မိကလေးတယောက်ကမျက်လုံးပိတ်တော့မဲ့အချိန်မှာပဲပြင်ကနေခြေတံတွေတီးတိုးတံတွေကြားရတယ်သူမနိုးကြမိလိုက်တဲရဲ့ပလင်မှာမီးတွေဟုန်တောက်လူပုံရိပ်တွေလှောက်ရှားနေဒါပေမဲ့အဲ့ဒီမီးကတာမန်မီးလဲလာမျိုးမဟုတ်ဘူး အစိမ်းရောင်လူပုံစံမိတော့တယ်လာနေတာကိုတွေ့နေရတယ်တဲရဲ့အမိုးခောက်တဲ့အတန်လေးတဲကိုဆွဲဖွင့်တယ်လို့ဆွဲတဲ့အတန်လေးကြားလာရတယ်အခွဲတွေကတယောက်ကတဲရဲ့အပေါက်လေးကိုဖွင့်ကြည့်လိုက်တော့ပြင်မှာလူတွေမဟုတ်ဘူးမီးလျံတွေနဲ့ဖွဲ့စည်းထားတဲ့မီးပုံတံတားပုံရိပ်တွေသူတို့ရဲ့မျက်နှာတွေမှာမျက်လုံးတွေမရှိဘူးပါဇက်တွေကနက်နက်ကြီးဖြစ်နေပြီးညှဉ်းညူသလို ခစ်ကျူးတလူအတန်တွေထွက်နေတယ်။သူတို့ရဲ့ခြေတံတွေကမြေကြီးကိုမြုပ်နေတယ်လို့လို့လေထဲမှာဝိဝဲနေတယ်လို့ပါပဲဗျ။အခုဒီကတယောက်ကပြောလိုက်တယ်။နှကုံးကနှကုံးကနှကုံးကနှက်တွေလားမသိဘူးလာနေပြီ။လာနေပြီလာနေပြီ။အဲထဲမှာမီးတွေဝင်လာတယ်လို့ခံစားရတယ်။အဖွဲတစ်ဖွဲလုံးအသက်ရှူမိုးဟာဖြစ်လာတယ်။တဲတဲဝင်လာပြီးသူတို့ကိုရစ်ပတ်ထားတယ်။ ်ဘင်္ဂလီတူရုတ်တရက်တတိလက်တော်ပါလို့နောက်တနေ့မနက်ရွာသူချင်းနဲ့ချေးရွာသားတွေဟာခီးသွားတွေတဲစီရောက်လာကြတယ်တဲဟာပျော့ခွေလျက်ရှိနေပြီးအတွဲမှာဘသူမှမရှိတော့ရွာသူကြီးကနှကွန်းစီကိုကြည့်လိုက်တာဗောနှကွန်းရှိမှခီးသွားတွေချရတာတဲ့ကြောက်စာတိုင်လေးကိုပြန်လည်စိုက်ထူထားတာကိုတွေ့ရတယ်ကြောက်စာတိုင်ရဲ့အနီးမှာခီးသွားတွေရဲ့ဓပုံကရိယာတွေအိတ်ကက်တွေကြာနေဒါပေမဲ့ ူတွေကတော့အကျွေးမရှိတော့ရာသူကြီးကနှကုန်းစီဥညွတ်ပြီးခြေသူတင်စကားပြောတယ်ဂါခွေတော်မူသော နမင်းကြီးခြေသူအထူးတင်ပါတယ်ခြေလက်ဒေတာကိုဘေးအန္တရာယ်ကနေထပ်မံကာကွယ်ပေးတဲ့အတွက်ဆိုပြီးတော့ကတော့ပူဇော်ပါတယ်ခြေရသားတွေကနှကုန်းရှိမှဆန်စီတတိလေးတွေကပ်ပြီးခြေသူတင်ကြပါတယ်အဲ့ဒီညကစပြီးတိန်လာခြေရရဲ့ညပတိုင်းမှာတောင်တွေကြားထဲက လေဟင်းတန်ထဲမှာငူတန်တွေတစားတစားနဲ့အတန်တွေကိုကြားရတတ်တယ်လို့ကြေးရွာသားကြီးတွေကပြောပြပါတယ်။ဒါဟာကြေးလက်ဒေသရဲ့ကာကွယ်သူနဲ့ကကြေးလက်ဒေသကို မထိခိုက်စေချင်တဲ့သူတိုင်းကိုတတိပေးတွေနဲ့အတန်တွေပါပဲတဲ့။ပရိသတ်ကြီးတို့ရောဒီလိုမျိုးကြုံမှုကြလား။နကုံးဆိုတာရောအပြစ်မှာတကယ်ရှိရလားတကယ်တမ်းကာကွယ်တဲ့နတ်ဖျားလားနောက်ထပ်လဲစိတ်ဝင်စားစရာအကြောင်းအရာများကိုလည်းတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ားလုံးကိုကျေးဇူးတင်ပါတယ်